ီမှာကြည့်နော်မီးရှို့ပြီးတော့ထွက်ပြေးသွားတာသူသူကခွေးစားခင်းသွားတာမဟုတ်ကြံတဲ့လူတွေကခွေးစားခင်းခွေးဖြစ်အောင်လမ်းမရအောင်လှုပ်သွားတာအလုံးမဆင်းခင်နှစ်ရက်ထမင်းချက်ကျွေးရတယ်အလုံးဆင်းတဲ့နေ့တော့ငါစားမယ်ထမင်းကိုတော့ခွေးကျွေးခဲ့ရတာဟာဒီမှာသူ့အခန်းနော်ဝင်းဝပြီးဟောင်းနေတာခွဲတယ်နော်သူ့ဘက်ကနာပြီးလင်ငယ်ပဲပထွေးဘက်ကနာနေတဲ့ ဝင်ဝင်ဟောင်းနဲ့ခွေးပြောမယ်ဟာဒီမှာဒါသူ့အခန်းနော်ဒီချနာဒီချနာကလို့ရှင်ရောက်လာတဲ့သူ့နောက်မှာရောက်လာတဲ့လက်မရတော့လက်မရတော့ရနေပြီးတော့ဟားထားတာချနာအခုမင်းရှို့ထားတဲ့ဆိုင်ကဲတူတို့အခန်းရှင်မှာအဝစားတွေအကုန်လောက်တယ်လက်မရတော့ရဲ့ချနာသူ့ဟားထားတာအပစ်ကြီးသူ့ချနာတလုံးစီပါလက်မရလဲဝဒီမျက်နှာမှာမထောက် ပြောမယ်ပြောမယ်ဒီမဲ့ဒီဟင်းအိုးဆိုလို့ရှင်ငမရည်ကငှားတာသူမိရှုံလိုက်တဲ့ဆိုင်ငယ်ပိုင်ရှင်ကငှားတာဒီဟင်းအိုးဆိုလို့ရှင်တော့သူအဲ့အနဲ့ချက်စားတယ်ငမရည်ဆိုင်ငယ်ဘာလို့မိရှုံလဲသူမကျင်တော့ဘာလို့မကျင်တာလဲဆဲလို့ဆိုလို့မောင်းထုံလို့ဆဲတာဆိုတာမောင်းထုံတာပထဲကမောင်းထုံခိုင်းတာလေဟုတ်လားမကြီးချောင်းအပကြီးကရင်မနဲ့ဗမာလေး ကောက်လေးနဲ့လည်းမရတော့ရပေးလိုက်တာနာမည်ကိုလည်းသူ့နာမည်လည်းမသိဘူးသူ့အကောက်လည်းမရှိဘူးတက်တော့အကောက်တော့ရှိတယ်ဘယ်ဟာမှလည်းမသိသူကရခိုင်လူမျိုးမျိုးရခိုင်နာမည်မသိလို့ရခိုင်လူပဲခေါ်တယ်နောက်တော့ကရင်တောင်ရှိတယ်နာမည်လည်းမသိကရင်ပဲခေါ်တယ်ကရင်မှလည်းကရင်မှပဲခေါ်တယ်မမြိုင်ဘူးလား nhá chân nào ai u gabi biết là mà là tự tao tông ai mà tao tông là nếu nói chân nào lại ăn tay chi lấy yo u là em sẽ lời đi nữa bông thay lại rồi quay lại là sao bông chào cái bà là chứ tôi điền lắm rồi, tôi điền lắm rồi Chị bắt đầu mà chị để ở dưới, tôi thay chị đi đây Mua ở dưới mà làm gì, ở đâu mà theo làm gì ဝင်ဝင်ဟောင်းနေတဲ့ခွဲရနော်သူ့ဘက်ကနာပြီးဝင်ဟောင်းနေခွဲတွေပြောရမှာနော်သူ့နာမည်လည်းမသိဘူးဖေးဖို့အကောင့်လည်းမရှိဘူးအပြင်ကောနဲ့ပဲဆက်သွယ်ပြီးလားတထေးနဲ့ဖုန်းပေးပြောပြီးလိမ့်စာပေးပြီးတော့လိမ့်စာပြောတထေးလိမ့်စာပြောပြီးရောက်လာတာတတော်အကောင့်တော့ရှိတယ်ဘယ်ဟာမှလည်းမသိနော်ထပ်ပြောမယ်သူ့ဘက်ကနာယူတော့ဝင်ဟောင်းနေတဲ့ခွဲတွေနင်းပထွေးဘက်ကနာပြီးဝင်မဟောင်းကြနဲ့နော်ခွဲတွေသူ့နာမည်မသိဘူးရခိုင်လိုမျိုးမလို့ရခိုင်လို့ခေါ်တာကရင်မရှိတယ်ကရင်မလို့ပဲခေါ်တယ်ကရင်တိရှိတယ်ကရင်လို့ပဲခေါ်တယ် နာမည်မခေါ်ပြီးဆိုလဲခေါ်နာမည်လည်းမသိဘူးနော်ပထွေးဘက်ကနာပြီးတော့ဝင်ဝင်မဟောင်းကြတော့ခွေးတယ်ဒီမှာရှိတဲ့လူတွေပါခွေးခွေးပြောင်းလောက်ခဲ့တာလမ်းဘေးရောင်လောက်ခဲ့မိဘဲအရာလာကျင်းသွားလို့